ဆက်အနီး library မှာကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လိုပဲနိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုအချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုအခိုင်အမာတိဆောက်လူသူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုနိုင်ငံပါတာလူမျိုးဖွဲ့စည်းစတဲ့တရားဥတည်ရွယ်ချက်မျိုးမရှိဘဲနဲ့ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါတယ်အခုဒီအကြောင်းအရာကတော့ Israel Palestine စစ်ပွဲဆိုင်ရာမှတ်စုများလို့ ပြောရင်ရပါတယ်။သို့တော့နောက်ပိုင်းအခုလက်ရှိပြောင်းလဲလာတဲ့အခြေအနေတွေအရတော့ Israel Hezbollah Hamas ဟူသည်ပြိပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုဖြစ်ပါတယ်ဗျ။ Israel Hezbollah Hamas ဟူသည်ပြိပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုအပိုင်း94ဖြစ်ပါတယ်။ဒီနေ့မြောက်ပြီးသွားမယ့်အကြောင်းအရာဒီမှာကဂါဇာအပေါ် Israel ရဲ့ရှိန်မြင့်တိုက်ခိုက်မှုတွေနဲ့နိုင်ငံတကာရဲ့သဘောထားတုံ့ပြန်မှုတွေ ပြီးရင်တော့ကာသမာနိုင်ငံတကာတာဝန်တွေသတိပေးဖြစ်ခတ်ခံရမှုကြုံရတဲ့အခြေအနေအဲဒီနောက်မှာတော့ဟာမတ်အကြီးအကဲကိုရှင်းလင်းနိုင်ခဲ့တယ်လို့အစ္စရေးဘက်ကအတည်ပြုထုတ်ပြန်တဲ့သတင်းအဲဒီနောက်မှာတော့အစ္စရေးလက်ခံရရှိခဲ့တဲ့ပြည်ပနိုင်ငံကဆက်လက်နဲ့ပစ္စည်းတွေပြီးရင်အစ္စရေးနဲ့ဆီးရီးယားတိုက်ရိုက်ဆွေးနွေးမှုတွေနဲ့နောက်ဆုံးမှာတော့စပိန်ကအစ္စရေးကိုလက်နက်ပိတ်ဆို့ဖို့တိုက်တွန်းချက်နဲ့နှစ်ပြည်တော်မူဝါဒအတွက်ကုလသမဂ္ဂမှာပြုလုပ်မဲ့ညီလာခံစတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျာ။ ထမဆုံးကတော့ဂါဇာပေါ်အစ်ရေးရဲ့အချိန်မြင့်တိုက်ခိုက်မှုတွေနဲ့နိုင်ငံတကာရဲ့သဘောထားတုံ့ပြန်မှုဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာအစ်ရေးရဲ့တိုက်ခိုက်မှုကြောင့်သတင်းသမားတဦးနဲ့ရပ်ဖက်ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးအပါဝင်ပါလက်စတိုင်း34ဦးထပ်မင်းနေသေဆုံးခဲ့တယ်လို့ရပ်ဖက်ကာကွယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြောကြားခဲ့တယ်ဆိုပြီးမေလ26ရက်နေ့သတင်းတွေရသိရပါတယ်။ဂါဇာမြောက်ပိုင်းဂျေဗလီယာနဲ့ ဘီလာဟူယာမြို့ဒီမှာရှိနေတဲ့လူနေအိမ်ဒီမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သတင်းသမားတအူအပါအဝင်10ဦးဂါဇာတောင်ပိုင်းခန်ယူနစ်မြို့မှာအစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်14ဦးဂါဇာအလေပိုင်းမှာ9ဦးနဲ့ရပ်ဖက်ကာကွယ်ရေးအဖွဲ့ရဲ့ညွှန်ကြားမှုနဲ့သူ့ရဲ့ဇနီးဒုက္ခသည်စခန်းမှာဂုံတဲ့အမျိုးသမီးတအူးဂါဇာမြောက်ပိုင်းအယ်ကရာမာမှာတအူးနဲ့မြို့နောက်ပိုင်းတယ်ဟာဝါမှာတအူးစုပေါင်း34ဦးတေဆုံးခဲ့ရတာလို့သိရပါတယ် အခြားသတင်းတစ်ရက်မှာကတော့အစ္စရေးရဲ့မေလ26ရက်နေ့တိုက်ခိုက်မှုမှာစာသင်ကျောင်းတစ်ကျောင်းမှာခိုလုံနေရသူ33ဦးအပါဝင်ပါလက်စတိုင်းပြည်သူ52ဦးသေဆုံးတယ်ဆိုပြီးဂါဇာကယ်ဆယ်ရေးသမားတွေကပြောတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုလုံဆောင်တဲ့နေရာဟာအကြမ်းဖက်သမားတွေပုံခိုတဲ့နေရာဖြစ်တယ်လို့အစ္စရေးဘက်ကပြောပြီးတော့အရေးပါကောင်ကွယ်အေဂျင်စီကတော့ဒီတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူအများစုဟာကလေးငယ်တွေသာဖြစ်တယ်ဆိုပြီးထုတ်ပြန်ပါတယ်။ မေ၁၈ရက်မှာအစ္စရေးဝန်ကြီးချုပ်ယုံကအစ္စရေးကဂါဇာကမ်းမြောင်ကိုနှစ်လကြာပိတ်ဆို့ထားရကနေဂါဇာဒေသအတွင်းအစားအစာပို့ဆောင်ခွင့်ပြုကြောင်းထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက်အကြာမှာအစ္စရေးဝန်ကြီးချုပ်ကအစ္စရေးကဂါဇာကိုအပြည့်အဝထိန်းချုပ်ရမယ်လေအပြည့်အဝထိန်းချုပ်ရလိမ့်မယ်လို့ပြောကြားထားခဲ့တာရှိပါတယ်။အဲ့ဒီပြင်ခွင့်ပြုထားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဟာမတ်စ်တွေတင်ယူမဲ့အရေးကနေတားဆီးလှုပ်ဆောင်သွားမယ်လို့လည်းဆိုထားပါတယ်။ UK ပြင်သစ်နဲ့ကနေဒါခေါင်းဆောင်တွေကတော့ Israel ရဲ့စစ်ပွဲမျိုးအပြုအမူကိုပြင်းထန်စွာရှုတ်ချခဲ့ပြီးဂါဇာမှာစစ်စင်ရေးတိုးချခြင်းနဲ့အကူအညီတွေလုံလောက်မှုမရှိဘဲပြုလုပ်နေခြင်းတွေဟာဂါဇာမှာ Israel ရဲ့စိုးဝါးလုံးနဲ့လုံရဖြစ်တယ်လို့ဆိုထားပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာကြီးကဲ Twin Fletcher ရဲ့ထုတ်ပြန်ချက်မှာတော့ကုန်တင်ကကိုးစင်းကိုဂါဇာကိုလာဖို့ခွင့်ပြုချက်ရထားတယ်လို့ဖော်ပြထားပြီးမြဲအဲ့ဒီရေအတွက်ကသမုတ်တရားတွေကရေတစ်စက်လောက်သာဖြစ်တယ်လို့ဆိုထားပါတယ် လက်ရှိချင်းတွေနဲ့ပတ်သက်လို့ဂျာမနီနိုင်ငံသားဥဝင်ကြီးကဂါဇာမှာအစ္စရေးကစစ်ရေးရပြည်တံဆက်လက်ထိုးစစ်ဆင်နေတာကြောင့်မလို့အစ္စရေးကိုအရေးယူတော့မယ်လို့ပြောကြောင်းရိုက်တာကလည်းဆိုပါတယ်လူသားချင်းစာနာမှုဥပဒေချိုးဖောက်တဲ့အစ္စရေးကိုဘလို့အရေးကြီးမဆိုတာမစုံရင်ဖြတ်ရသေးပေမဲ့အစ္စရေးကိုလက်နဲ့တင်ပို့တာတွေလောက်တော့မှမဟုတ်ဘူးလို့ဂျာမနီနိုင်ငံသားဥဝင်ကြီးကပြောကြောင်းသိရပါတယ်အခုလို့အစ္စရေးရဲ့ပြည်တံနဲ့ထိုးစစ်အတွက် UK ပြည်သက်ကနေတာတို့ကလည်းရှုတ်ချပစ်တင်နေတာဖြစ်ပါတယ် ဂါဇာဒေသမှာမတ်16ရက်ကနေပြီးတော့တိုက်ခိုက်မှုတွေပြန်လည်စတင်ခဲ့ပြီးလက်ရှိအချိန်ထိတေဆုံးသူ3985ဦးရှိပြီးတော့ထိခိုက်ဒဏ်ရာရသူပေါင်း1956ဦးရှိရလို့ကာဇာခြေစိုက်ကျန်းမာရေးအာဏာပိုင်တွေကပြောကြားထားပါတယ်2023အောက်တိုဘာကစလို့ကာဇာမှာသတင်းသမားတေဆုံးမှုက220အထိမြင့်တက်လာတယ်လို့လည်းသိရပါတယ်ဟာမတ်စ်အဖွဲ့ဦးဆောင်တဲ့တိုက်ခိုက်ရေးသမားတွေကလူ1200ခန့်ကို အစ်စရေးထံဝင်ရောက် တိုက်ခိုက်တပ်ဖြတ်ပြီးနောက်252ဦးကိုတစားကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့2023အော်တိုဘာ9ရက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အစ္စရေးရဲ့တံပြန်တိုက်ခိုက်မှုတွေကြောင့်မေ29အထိဆိုလို့ရှိရင်ပါလက်စတိုင်းစုစုပေါင်း9456ဦးထပ်မံတည်ဆုံးခဲ့ပြီးတော့တသိန်း2329ဦးတရားရခဲ့ပြီဖြစ်တယ်လို့ခါသာကျမ်းမာရေးဆိုင်ရာတာဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီနေရာမှာဒါကျွန်တော်တို့တွေးမိတာလေးတစ်ခုကိုမျှဝေမှာဖြစ်ပါတယ်။ ဘာလဲဆိုတော့ဒီပါလက်စတိုင်းရေးနဲ့ပတ်သက်လို့ရှိရင်တော့အမေရိကန်နဲ့အစ္စရေးကစစ်စင်ရေးကိုအပြီးသတ်ထိစင်နေသွားခြင်းနဲ့ဥရောပနိုင်ငံတွေကကြတော့အစ္စရေးကိုအရေးယူစေခြင်းနဲ့တိုက်ပွဲကိုအဆုံးသတ်စေခြင်းနဲ့ဒီစစ်ပွဲကိုမထောက်ခံဘူးလို့ပြောရမှာပေါ့ဒါပေမဲ့ယူကရိန်းစစ်မှာတော့အမေရိကန်ကလက်ရှောင်နဲ့ဥရောပကယူကရိန်းကိုဆက်ပြီးပံ့ပိုးခြင်းနဲ့စစ်ပွဲကိုဆက်သွားခြင်းနဲ့ဒါမျိုးလေးတွေ့ရပါတယ်ဒါကကျွန်တော်တို့ဘယ်သူမှားတယ်မှန်တယ်ပြောတာမျိုးမဟုတ်ဘဲနဲ့ဖြစ်စဉ်ပေါ်မှာတွေ့ရတဲ့အမြင်ပါနောက်တစ်ခုကတော့ ဂါဇာမှာနိုင်ငံတကာတန်တမန်တွေသတိပြပစ်ကတ်ခံရမှုကြုံခဲ့ရတဲ့အခြေအနေပါမေလ27ရက်နေ့ကဂျပန်အပါဝင်အနည်းဆုံးနိုင်ငံပေါင်း20ကတန်တမန်တွေဟာဂါဇာအနောက်ပိုင်းကဂျီနန်မြို့မှာအခြေအနေတွေကဲဖြတ်ဖို့ရောက်ရှိနေချိန်မှာအစ္စရေးရဲ့သတိပြပစ်ကတ်မှုကြုံခဲ့ရတယ်လို့သိရပါတယ်ပါလက်စတိုင်းသတင်းအေဂျင်စီ Warfar ကတော့အဲ့ဒီလိုထုတ်ပြန်ခဲ့ပြီးတော့အစ္စရေးတပ်ဖွဲ့ရဲ့ပြောရေးဆိုချက်အရတော့အဲ့ဒီအုပ်စုကခွင့်ပြုချက်မရှိဘဲ ကန့်သက်နေမြေတွင်ဝင်ရောက်ခဲ့တယ်လို့ပြောကြားခဲ့ပြီးသူတို့အနေနဲ့သတိပေးပစ်ခတ်မှုသာပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ဒီကဒဏ်ရာရမှုအစီရင်ခံချက်တွေတော့မရှိဘူးလို့သိရပါတယ်။ EU ရဲ့နိုင်ငံသားရေးမူဝါဒအကြီးအကဲခါဂျာကလက်စ်ကတော့သူတို့အနေနဲ့ဒီပြည်ကိုစုံစမ်းစစ်ဆေးဖို့အပြင်တာဝန်ရှိသူတွေကိုအပြစ်ပေးဖို့အစ္စရေးကိုတရားတောင်းဆိုပါတယ်။ဒါအတန်မန်ရဲ့အသက်အန္တရာယ်ကိုချိန်ချောက်တဲ့လုပ်ရဖြစ်ပြီးဘယ်လိုတီလို့ရာမျိုးကိုမှလက်မသိမခံနိုင်ဘူးလို့ဆိုထားပါတယ်။ ဂျပန်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့အကြီးအကဲရှိတဦးကလည်းအဲ့ဒီပြစ်ခတ်မှုကိုဝန်ထဲပွဲကကောင်းတဲ့ဖြစ်ရလို့ခေါ်ခဲ့ပြီးတော့ဂျပန်ဆိုရကကန့်ကွက်မှုလှုံ့ဆော်ခဲ့တယ်လို့ဆိုပါတယ်။အလားတူဖြစ်ရမျိုးထပ်မံမဖြစ်ပွားစေရေးစီမံတွေချမှတ်ဖို့လဲအစ္စရေးကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဟာမတ်အကြီးအကဲကိုရှင်းလင်းနိုင်ခဲ့တယ်လို့အစ္စရေးတီဗျူထုတ်ပြန်လာတဲ့သတင်းမှာအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နီဒန်ယာဟူးကလွှတ်တော်အမတ်တွေကိုဟာမတ်အကြီးအကဲမိုဟာမက်ဆင်ဝါကိုရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်လို့ မေ28ရက်ကအတည်ပြုပြောကြားခဲ့တယ်လို့သိရပါတယ်။အစ္စရေးတို့လိုရှီဆုံးသူတွေကတယောက်ဖြစ်တဲ့မိုဟာမက်ဆန်ဝါကိုဂါဇာတောင်ပိုင်းမှာပြီးခဲ့တဲ့အောက်တိုဘာလတည်းကရှင်းလင်းခဲ့တာဖြစ်ပြီးဒါကိုအစ္စရေးဘက်ကအခုမှတရားဝင်အတည်ပြုခဲ့တာလို့လည်းဆိုပါတယ်။ဟာမတ်အဖွဲ့ကတော့သူတို့ရဲ့အကြီးကဲမိုဟာမက်ဆန်ဝါတေဆုံးမှုကအစ္စရေးကပြုလုပ်ခဲ့တဲ့ပထမဆုံးလှုပ်ရှားတပ်ဖြတ်မှုတစ်ခုဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။ပြီးခဲ့တဲ့ဆယ်ရက်ကျော်ကအစ္စရေးရဲ့စစ်စင်ရေးတစ်ခုအတွင်းမှာမိုဟာမက်ဆန်ဝါကိုသူ့ရဲ့လက်ထောက်ဆယ်ဦးရဲ့ရုပ်လောင်းနေတဲ့အတူ ခဲဦးနဲ့ကဥမင်လှိုင်ကောင်းထဲမှာတွေ့ခဲ့တာဖြစ်ပြီးအခုမှတရားဝင်တီးပြထုတ်ပြန်တာလို့ဆိုပါတယ်။ဟာမတ်ရဲ့စစ်တောင်ပန်တစ်ခုဖြစ်တဲ့ရာဖာတက်မဟာရဲ့တမူမိုဟာမက်ဆာဘာနာလည်းအဲ့ဒီလှုပ်ချန်တိုက်ခိုက်ခံရမှုမှာတေဆုံးခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မိုဟာမက်ဆင်ဝါတေဆုံးခဲ့ရတာဟာအစ္စရေးတိုက်ခိုက်မှုက သူနေထိုင်တယ်လို့ယူဆတဲ့ရောမဆေးုံအောက်မှာရှိနေတဲ့မြေအောက်ကုတ်ကဲမှုဝင်းကိုထိမှန်ခဲ့ခြင်းကြောင့်ဆိုတဲ့ယူဆမှုတွေလည်းရှိပါတယ်။ မိုဟမက်စင်ဝါရဲ့အကိုဖြစ်တဲ့ဇာကာရီးယားစင်ဝါကလည်းမေ18ရက်ညကအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။မိုဟမက်စင်ဝါရဲ့အကိုကြီးဖြစ်တဲ့ယာယာစင်ဝါက2023အောက်တိုဘာ9ရက်နေ့ကဟာမတ်တိုက်ခိုက်မှုတွေကိုဥဆောင်ခွဲခဲ့ပြီးရပောင်းချောင်းကြောင့်အစ္စရေးစစ်ပွဲကိုအစပြုခဲ့သူတယောက်လို့လည်းဆိုထားကြပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အစ္စရေးလက်ခံရရှိထားတဲ့ပြည်ပနိုင်ငံတွေကစစ်လက်နက်ပစ္စည်းတွေပါ ။အစ္စရေးကောင်ဝေးဝန်ကြီးဌာနရဲ့မေ29ရက်ထုတ်ပြန်ချက်အရဂါဇာထိုးစစ်စတင်ခဲ့ချိန်ကစလို့ဂုတိ16လအတွင်းမှာအစ္စရေးနိုင်ငံတဲကိုစစ်ဘက်ကုန်တင်လင်းအစင်း800ဆင်းသက်ခဲ့ပြီးတော့စစ်လက်နက်ပစ္စည်းတန်ချိန်9000ကျော်လက်ခံရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ပြီးတော့ကုန်တင်တင်မောအစင်း140ခန်းကလည်းပင်လယ်ရေကြောင်းကဆင်ရောက်ရှိခဲ့တယ်လို့အစ္စရေးကောင်ဝေးဝန်ကြီးဌာနကဆိုပါတယ်။ပြခဲ့တဲ့ဒရင်ဘက်ကောင်ကရောက်တဲ့စစ်တုံးပစ္စည်းတွေကတော့ဂါဇာဒေသမှာအစ္စရေးရဲ့ထိုးစစ်ဆင်မှု လက်ဗတိုနဲ့ဆီးရီးယားမှာအစ္စရေးတိုက်ခိုက်မှုတွေကိုထောက်ကူပေးဖို့အထူးကအဖြစ်ရည်ရွယ်တာလို့လည်းသိရပါဗါးအဲ့မှာဘာတွေပါလဲဆိုတော့အစ္စရေးကိုယ်စားလှယ်အဖွဲ့နဲ့သက်ဆိုင်သူတွေကအမေရိကန်မှာညှိနှိုင်းတိုင်ပင်ပြီးခရင်ကြီးတွေတန်ချက်ကရင်းနေတကွေသုံးကာကွယ်ပစ္စည်းတွေနဲ့ဆေးဘက်ဆိုင်ရာထောက်ပံ့မှုတွေပေးဖို့လာခဲ့တာဖြစ်တယ်လို့အစ္စရေးကာကွယ်ဝန်ကြီးဌာနရဲ့အကြေညာချက်မှာဖော်ပြထားပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့အစ္စရေးနဲ့ဆီးရီးယားတိုက်ရိုက်ဆွေးနွေးမှုတွေဖြစ်ပါတယ်စီးရီးယားနဲ့အစ္စရေးဆိုရတော့ကနှစ်နိုင်ငံကြားမှာရှိတဲ့လုံခြုံရေးကိစ္စရပ်တွေ နေဆက်ဒေတာမှာပြိပကဖြစ်ပွားမှုတွေကိုကာကွယ်ဖို့နဲ့တင်းမာမှုတွေရှော့ချဖို့အတွက်ဓာတ်ရိုက်ဆွေးနွေးမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါဆယ်စုနှစ်တွေအတွင်းအရှေ့လေပိုင်းဒေတာမှာဖြစ်ပွားနေတဲ့ပြိပကနိုင်ငံတွေအကြားဆက်ဆံရေးတိုးတက်လာမှုကိုပြသနေတာလို့လည်းယုံကြည်ကြသူတွေရှိပါတယ်။လက်ရှိအမေရိကန်သမ္မတရဲ့အဆိုအရကတော့အစ္စရေးနဲ့ဆက်ဆံရေးတိစောက်နိုင်မှုစီးရီးယားအဆိုအရကိုထောက်ခံအားပေးနေတယ်လို့စီးရပေါ်ဘုံကျဲမှုတွေရှော့ချလှုပ်ဆောင်လာနေတဲ့အစ္စရေးအဆိုအရရဲ့လှုပ်ဆောင်ချက်တွေကိုလည်းထောက်ခံထားတာဖြစ်ပါတယ်။ အခုတိုက်ရိုက်ဆွေးနွေးမှုမှာစီးရီးယားဘက်ကအစစ်မြင့်လုံခြုံရေးတာဝန်ရှိသူတူဖြစ်တဲ့ကူနီထရာပြည်နယ်အုပ်ချုပ်ရေးမှူးအာမက်အယ်လာအာမက်အယ်ဒလာဒီဦးဆောင်ပြီးတော့အစ္စရေးဘက်ကဦးဆောင်သူကိုတော့မသိရပါဘူးအထူးသဖြင့်စီးရီးယားနဲ့အစ္စရေးကဂိုလန်ကုန်းမြစ်ဒေသအရေးကအဓိကဖြစ်နေပြီးတော့ဂိုလန်ကုန်းမြစ်ဒေသကိုအစ္စရေးဘက်ကသိမ်းပိုက်ထားတယ်လို့စီးရီးယားဘက်ဘုံကျဲတိုက်ခိုက်မှုတွေလည်းမကြာခဏလှုပ်ဆောင်ပြီးပြီးခဲ့တဲ့သတင်းဘက်ကမှအဲ့ဒီတိုက်ခိုက်မှုတွေရှင်းချခဲ့တာဖြစ်တယ်လို့သိရပါတယ် ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲဒါကတော့စပိန်ကအစ္စရေးကိုလက်နက်ပိတ်ဆို့ဖို့တိုက်တွန်းချက်နဲ့နှပြည်တော်မူဝါဒအတွက်ကုလသမဂ္ဂမှာပြုလုပ်မဲ့ညှာကန်အကြောင်းတွေဖြစ်ပါတယ်။မေလ25ရက်နေ့တုန်းကမက်ဒရစ်ဂလူမက်ဒရစ်ဂရုပလို့ခေါ်တဲ့ဥရောပနဲ့အာရပ်နိုင်ငံတွေကဝန်ကြီးအဆင့်အဆင့်မြင့်အရာရှိတွေတက်ရောက်တဲ့ဆွေးနွေးပွဲကို ။အစ္စရေးကဂါဇာစစ်စင်ရေးကိုအပြင်းထန်ဆုံးဝေဖန်ခဲ့တဲ့ဥရောပနိုင်ငံတွေကတခုဖြစ်တဲ့စပိန်နိုင်ငံရဲ့မြို့တော်မက်ဒရစ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးယူရချက်ကဂါဇာစစ်စင်ရေးရပ်တန့်အောင်အစ္စရေးကိုဖိအားပေးဖို့နဲ့အစ္စရေးပါလက်စတိုင်းနှစ်ပြည်တော်ဖြစ်မြောက်လာရေးလို့ဆွေးနွေးကြဖို့ဖြစ်တယ်လို့ဆိုပါတယ်။ဒုတိယချိန်မြောက်ကျင်းပတဲ့အဲ့ဒီအစည်းအဝေးကိုဥရောပနဲ့အရက်ကဘာမှာရှိနေတဲ့နိုင်ငံပေါင်း20နီးပါးကဝန်ကြီးတွေအစ်စ်မြင့်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာစပိန်နိုင်ငံရဲ့ဝန်ကြီးဟိုဆေးမန်နွယ်အယ်ဘရက်စ်ကတရိန်တော်တွေနဲ့တွေ့စဉ်မှာသူတို့အားလုံးအစွေးကိုလက်နက်ကုန်သွယ်ခွင့်ပိတ်ဖို့ကိစ္စသဘောတူမှဖြစ်မယ်လို့ပြောဆိုခဲ့ပြီးတော့ဥရောပတမကနဲ့အစွေးတို့အကြားမိဖက်သဘောတူညီချက်ကိုချက်ချင်းရဆိုင်မှုနှစ်ပြည်တော်ဝါဒကန့်ကွက်သူတွေကိုပိတ်ဆို့အရေးယူဖို့လိုအပ်လို့ရှိရင်အစွေးဝန်ကြီးချုပ်ဘက်ဂျမန်နေတန်ယာဟုကိုပါအရေးယူပိတ်ဆို့ဖို့စတာတွေတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ် သူတို့ရဲ့သဘောထားကိုဆက်ပြောရမှာဒီမှာဆွေးနွေးကြတာတွေကအစ္စရေးနိုင်ငံကိုစန့်ကျင်တဲ့သဘောထားမဟုတ်ဘဲနဲ့အစ္စရေးပြည်သူတွေလိုပဲပါလက်စတိုင်းပြည်သူတွေကိုလည်းလုံခြုံငြိမ်းချမ်းဖို့တန်းတူအခွင့်အရေးရရှိစေဖို့ဖြစ်တယ်ဆိုပြီးပြောကြားသွားခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစီဝေးမတိုင်ခင် ပြင်သစ်ရုပ်သံ Friends Info နဲ့ Interview မှာ Mr. Ebarres ကအခြားနည်းလမ်းကဘာလဲပါလက်စတိုင်းအားလုံးကိုရှင်းပြဖို့လားဒါမှမဟုတ်မောင်းထုတ်ဖို့လားဘယ်ကိုလဲလက်ကပါလို့လားလို့ဗမာလိုဆိုရင်တော့ ခနဲ့ရွှေ့ပြီးပြောခဲ့တယ်လို့သိရပါတယ်။တနိုင်ငံထူထောင်ရေးမျှော်လင့်ချက်ကိုပြန်လည်အသက်သွင်းဖို့ရည်ရွယ်ပြီးတော့ညီလာခံတရက်ကိုလည်းလာမယ့်ဂျွန်ဆက်ခွန်ကနေ20အထိနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂရုံးချုပ်မှာပြည်သူ့နဲ့ဆော်ရီတို့ကဥဆောင်ပြီးကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ကုလသမဂ္ဂမှာအဖွဲ့ဝင်နိုင်ငံမဖြစ်သေးပဲလေလာအကဲခတ်သူအဆင့်သာရှိနေသေးတဲ့ပါလက်စတိုင်းကိုနိုင်ငံအဖြစ်ထောက်ခံထားတဲ့နိုင်ငံပေါင်းကစုစုပေါင်း150နီးပါးရှိပါတယ်။ 2024မေမာတုန်းကအိုင်ယာလန်၊နော်ဝေ၊စပိန်တို့ကထပ်ပြီးတော့နိုင်ငံဖြစ်အသိမှတ်ပြုထားပါတယ်။ပြင်သစ်အပါအဝင်အခြားဥရောပနိုင်ငံတွေကတော့အဲ့လိုကြီးညာထားမှုမရှိသေးပါဘူး။အခုကတော့နှစ်နိုင်ငံထူထောင်ရေးမျှော်လင့်ချက်အတွက်တည်ညီလာခံကိုပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီများပဲဖြစ်ပါတယ်ဗျ။အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။